အထက်တန်းသားတတိသမီးကအိမ်မှာအလုပ်လုပ်တဲ့လူမဲကောင်လေးနဲ့ချစ်ချင်မိပါတယ်။သူတို့နှစ်ယောက်ကမကြာခဏဘသူကမှဂိမ်းမဆိုင်ပဲနဲ့ပြောရမှာတော့မှချက်စရာကောင်းတဲ့အရာတွေကိုတိတ်တိတ်လေးပဲလုပ်ကြတာပါ။ထင်မှန်မထားဘဲနဲ့သူတို့နှစ်ယောက်ဂျာရီကလှုပ်ဝဲချက်လေးတွေကိုကောင်လေးအဖေကတွေးသွားခဲ့ပြီးအဖေဖြစ်တဲ့သူကသူတို့နဲ့မမလေးတို့ချင်းနေဟာမိုးနဲ့မြေဆိုတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့လည်းတားလေးပျော်ရွှင်မှုအတွက်သူတစ်ခေါက်လောက်တော့စူးစမ်းကြည့်နေတာဖြစ်ပြီး သူကခြေပြားလေးထောက်ပြီးတော့မှတတိယရုံငန်းလေးကိုဝင်လာပါတော့တယ်။ သူကတရေရဲ့ရှိကိုရောက်လာတဲ့အချိန်သူခုနကတွေ့ခဲ့တဲ့အရာအားလုံးကိုထုတ်ပြောလိုက်ပါတော့တယ်။ဒါပေမဲ့သူစကားပြောပြီးသွားတာနဲ့ပဲတရေရဲ့စုဖို့ဂျိမောင်းနာကိုခံလိုက်ရပြီးတော့တရေကကောင်းလေးရဲ့ဖေကိုကိုပေါက်တဲ့ရှူတဲ့ကိုကိုကိုပြန်ကြည့်အောင်လို့ဆိုပါတယ်။ငါရဲ့ဖိုးတန်သမီးလေးကိုများသူကဘာလို့ကြံရရတာလဲ။ချက်ပြောရမယ်ဆိုလို့ရှင်တော့သူ့ရဲ့သမီးလေးကဒီရင်ကြီးရဲ့တူတူသောအမွေဆက်ခံသူဖြစ်ပါတယ်။ကောင်းလေးတို့မိသားစုတစ်ခုလုံးကလည်းဒါတွေကိုတတိမပြောလဲနားလေပါတယ်။ တတိယခုနအချိန်မှာပြီးတော့သူတို့တမိသားစုလုံးကိုဒီလိုယက်တိစရာတစ်ခုမပေးခဲ့ဘူးဆိုလို့ရှင်တော့အခုဆိုရင်သူတို့တမိသားစုလုံးကငတ်တည်နေလောက်ပြီဖြစ်ပါတယ်တတိကသူစီမှာကောင်းလေးရဲ့ဖေကနှစ်တည်းအများကြီးအလုပ်လုပ်ခဲ့တဲ့အတွက်ကောင်မလေးရဲ့ပုံမှန်လေးလွန်လွန်ကဲကဲမလုပ်ချင်တာပါသူကကောင်းလေးကိုအချိန်ကြီးပေးပြီးတော့အဲ့ဒီနေ့အတွင်းမှာကောင်းလေးကအထုတ်သိမ်းပြီးတော့အဲ့ဒီအင်ဂျင်ကနေထွက်သွားရမှာဖြစ်ပါတယ် ကောင်းလေးနဲ့သူ့ရဲ့သမီးဂျာကကိစ္စကိုတော့သူ့ဘာသာကင်တွေနိုင်တယ်လို့ပြောပြီးတော့ဒါရီအောင်လုံးကိုမေးပြပြီးတဲ့နောက်မှာတော့ကောင်မလေးရဲ့အဖေဟာအလင်းစလိုပဲသမီးလေးအတွက်လက်ထပ်ဖို့တင့်တော်တဲ့အိမ်တော်ဘက်ကိုရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့လည်းကောင်မလေးကတော့ဒါရီအောင်လုံးကိုအတင်းညင်းဆိုပြီးသူမရဲ့နှလုံးသားထဲမှာသူမကြိုက်တဲ့ကောင်လေးရှင်းနေပြီးသားပဲဖြစ်ပါတယ်။သူမဘလို့လို့ကောင်လေးကိုထားခဲ့ပြီးတော့တခြားသူနဲ့လက်ထပ်ရမှာလဲ။ ဒါပေမဲ့သူမရဲ့အဖေကတော့သူမရဲ့တောင်းဆိုချက်ကိုနားမလည်ပေးပါဘူး။သူမကအထက်တန်းသားရွှေမင်းသမီးလေးဖြစ်ပြီးတော့မှသူမဒီဘဝကတော့သူမအိမ်မျိုးရိုးတိတ်ခါကိုကြာနေမဲ့လူမဲတောင်နဲ့အတူရှိဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။သူမယောက်ျားမျိုးချင်းမှုဆိုရင်လည်းရှားပါတယ်။သူမအချင်းတို့တွင်အမြန်ဆုံး Paris ကိုပညာတော်တင်သွားဖို့လုံမဖြစ်ပြီးတော့သူမရဲ့အဖေကသူတို့ယောက်ျားကချစ်ချင်းမြတ်တာကိုခွဲနိုင်မယ်လို့တတိယချယုံကြည်နေတာပါ။ ခဏကြာတဲ့အခါမှာတော့ကောင်မလေးကပုံမှန်အတိုင်းပြန်နေလိုက်ပြီးဒါပေမဲ့သူမရဲ့ဖေကသူမကိုရှော့တက်လိုက်တာပါ။သူမကဒီရှိရိုးဆွဲအဖေကိုဘယ်လိုအကြောင်းပြပြီးတော့ပဲပြောပြောနားလည်မှာမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။အဲဒါကြောင့်မဲသူမကအဖေဖြစ်သူရှိမှတော့ပဲရစ်ကိုပဲပြညာတော်တင်သွားမယ်လို့ပြောလိုက်ပြီးအနောက်မှာတော့အဖေဖြစ်တဲ့သူတရီမထားမိတဲ့အချိန်မှာချက်ချင်းပဲသူမရဲ့နှလုံးသားလေးကလူမဲလေးစီကိုရောက်လာခဲ့ပါတယ်။သူမကပဲရစ်မှာကောင်းလေးနဲ့အတူတူနေဖို့ပြင်လိုက်ပြီးတဲ့နောက်သူမဖေရဲ့တင်းကျုံမှုအောက်ကနေရုံးထွက်ပြီးတော့သူတို့ရဲ့ဘဝပျော်စရာကောင်းဖို့အတွက်လှုပ်တာပဲဖြစ်ပါတယ်။ အဲ့လိုသူတို့နှစ်ယောက်လှပတဲ့အနာကအကြောင်းကိုတွေးနေတဲ့အချိန်မှာမထင်မှတ်ထားတဲ့အရာတခုသူမတို့စီကိုရောက်လာပါတယ်။ channel မှာအလုပ်လုပ်တဲ့လူမဲအလူသမားတွေကတတိယကောင်းမွန်ဖြစ်မှုကိုဒီမခံနိုင်မင်းနဲ့ညရင်းကြီးချက်ချင်းလက်နဲ့တွေခံပြီးတော့မှတတိယနေတဲ့ channel ကိုဖောက်ထင်းဝင်ရောက်လာတာပါ။အထက်မှာသူတို့ရဲ့တရားမျှတမှုလေးကိုရှာဖွေဖို့ကြိုးစားနေတာဖြစ်ပြီးစုညံတန်တွေကြားတာနဲ့ကောင်လီယာချက်ချင်းပဲကျူးကျော်လာတဲ့လူအုပ်ကိုတက်နိုင်သမျှမြ мян ပြေးလာလိုက်ပါတယ်။ ကောင်လေးကသူ့ချစ်တဲ့ကောင်မလေးအန်ရတကူကိုဖြစ်သွားမှာကိုစိုးရင်ပြီးနောက်ဆုံးမှာတော့ကောင်မလေးရဲ့အဖေအချင်းမီပေါ်လာခဲ့ပြီးတော့အဲ့ဒီပုံစံမျိုးကိုဒီမှာပဲရက်လိုက်နိုင်လို့တော်ပါသေးတယ်။အရှိကလူမဲကောင်လေးကိုကြည်ရင်နဲ့ကောင်မလေးရဲ့အဖေရဲ့စိတ်ထဲမှာရုပ်တရက်အကြံတခုရသွားခဲ့ပါတယ်။နောက်နေ့မနေ့အစောကြီးမှာကောင်မလေးကအလင်းစလို့ပစ္စည်းတွေထုတ်ပေါ်နေပြီးတော့သူမရဲ့စိတ်ထဲမှာလည်းအယံကုန်မှစိတ်တွေလှုပ်ရှားနေပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကသူမရဲ့ချစ်သူရင်ဝင်စီကိုပြည့်ဝင်ဖို့အတွက်အရေးကြီးတဲ့နေ့လေးဖြစ်ပြီးတော့ အဲ့လိုကောင်မလေးဟာတက်တက်ကြွကြွနဲ့အထုတ်တွေပြင်နေတဲ့အချိန်မှာယုဒိရဲ့ပြုတ်အောင်ခြင်းသလိုခံစားလိုက်ရပါတယ်။မန်နေဂျာကတစ်ချက်မေးကြည့်လိုက်တဲ့အခါမှာတော့ကောင်မလေးမှာကိုဝင်နှလရှိနေတာသိလိုက်ရပြီးကောင်မလေးကမန်နေဂျာကိုငိုတန်လေးနဲ့ဒါဝသူ့ရဲ့ကိုစားကောင်းဝယ်ပြီးတော့လှုပ်ဝဲထားပေးဖို့တောင်းဆိုပါတယ်။ဒီမှာကအဲ့ဒီပိုက်တီးကကလေးကိုဖျက်မချခြင်းတာဖြစ်ပြီးဒီလိုနဲ့ပဲမန်နေဂျာဟာကူညီပေးပြီးတဲ့နောက်မှာတော့ကောင်မလေးရဲ့အနီးနားကအကြီးဆုံးဖျားအကြောင်းကြီးစီကိုရောက်လာခဲ့ပါတော့တယ်။ နေဂျာကဖေးအားကြောင့်မှကောင်မလေးအတွက်ဆရာဝန်တယောက်ခေါ်ဖို့အတွက်လှူထားတာဖြစ်ပြီးစီးရုံကိုသွားရင်ကောင်မလေးကိုဝင်ရှိနေတဲ့တဲ့င်းကပြန်သွားမှကြောက်တာကြောင့်ပဲဖြစ်ပါတယ်သူရဲ့ဖေးစီသားအဲ့ဒီတဲ့ရင်ရောက်သွားမယ်ဆိုလို့ရှင်တော့တေချာပေါ့မုံမီလာမဖြစ်ပြီးကောင်မလေးဟာရိုးသားတဲ့စိတ်ဓာတ်ရှိပြီးတော့ဘာမှကိုမစင်စားမိပဲနဲ့မန်နေဂျာကြိုတင်စီစဉ်ထားတဲ့အခန်းလေးကိုလိုက်သွားမိပါတယ်။ဒါပေမဲ့ကောင်မလေးကအရှိကနေအခန်းလေးကိုဝင်ပြီးချင်းမှမန်နေဂျာကအနောက်ကနေအမိန့်တိုင်းပဲတကားကိုတောက်ခတ်လိုက်ပါတယ်။ကောင်မလေးဘလောက်ပဲတောင်းဆိုနေပါစေမန်နေဂျာကလုံးဝမတုံ့ပြန်ပါဘူး။ တကယ်တော့လွန်ခဲ့တဲ့နာရီအနည်းငယ်တုန်းကမန်နေဂျာဟာတိတ်တိတ်လေးကောင်မလေးကိုစေယုံကိုခေါ်သွားပြီးတော့ဆရာဝန်နဲ့ပြမလို့လုပ်ပါတယ်။လမ်းမမထင်မှန်ပဲနဲ့ကောင်မလေးရဲ့အဖေနဲ့လာတွေ့ပြီးတော့ကောင်မလေးဖေရဲ့အချက်ကိုင်မှုအောင်မှာသူမကသူမရဲ့ view အကိုခဏပြောင်းလဲဖို့အတွက်လုပ်လိုက်ရပါတယ်။ဒါပေမဲ့လည်းဒီဘက်ချင်းကိုပြန်ကြည့်မယ်ဆိုရင်ကောင်လေးလည်းအခြေအနေမကောင်းဖြစ်နေပြီးကောင်မလေးရဲ့ဖေကကောင်လေးကိုအခွင့်အရေးထက်ပြီးတော့ပြီးပါသေးတယ်။ ကောင်လေးကလက်မခံပါဘူးအဲ့ဒါကြောင့်လည်းကောင်လေးကိုအပြစ်တော့မတင်လိုက်ပါနဲ့မင်းညာကကျူးကျော်တဲ့ကိစ္စကိုတမင်တကာခေါင်းစဉ်တက်ပြီးကောင်လေးကိုဆွဆဲတာလည်းဖြစ်ပါတယ်သူကကျူးကျော်တဲ့သူတွေကိုစီယုံနေသူဆိုပြီးတော့မှအခိုင်အမာဆွဆဲခံရပြီးဘာပဲဖြစ်ဖြစ်ဒီနေ့မှတော့ကောင်လေးကိုကွဲမြဲကြမှာပဲဖြစ်ပါတယ်အဲ့လိုနဲ့ကောင်မလေးဟာဘာမှတော့မတည်လိုက်ရပဲကောင်လေးကအင်ရှင်ရဲ့ရဲရဲဆက်ဆက်တင်ကန်းစာပေးတာလည်းခံလိုက်ရပါတယ်ကောင်လေးကမွေးကလေးကတန်မာတဲ့သူဖြစ်နေလို့တော်ပါသေးရဲ့ သူကမြစ်ထင်းမှာနိုင်ရဲ့အနေငယ်ကြောင်မျောလာခဲ့ပြီးနောက်ဆုံးမှာတော့မြစ်ရဲ့အောက်ပိုင်းနားမှာလေသမားကြီးတယောက်ကသူ့ကိုတွေ့သွားခဲ့ပါတယ်။လေသမားကြီးရဲ့ကြွေးဆိုင်မှုရဲ့အောက်မှာကောင်လေးရဲ့ခန္ဓာကိုယ်ဟာအမြန်မဲပုံမှန်လိုပြန်ပြီးတော့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစားနေပေကောင်လေးကမှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပြီးသူဟာအလုံးကိုအတိတ်မေ့သွားပြီးတော့အင်ကြီးမှဖြစ်ခဲ့တာတွေအလုံးလည်းမေ့လို့သွားပါတယ်။အဲ့လိုနဲ့ပဲလေသမားကြီးနဲ့ပဲအတူတူနေတိုင်းပြီးကောင်မလေးလည်းတစ်လျှောက်လုံးမှာဖခင်အကြောင်းနဲ့မှာပဲအဖေဖြစ်တဲ့သူရဲ့ပိတ်လောင်ထားခြင်းကိုခံလိုက်ရပါတယ်။ ရှင်လာလောက်ကြတဲ့အခါမှာတော့ကောင်မလေးမိဖမဲ့ရက်ကိုရောက်လာခဲ့ပြီးသူမဟာချိုကလက်ရောင်ကလေးလေးကိုမိဖဖို့တဲ့သူမရဲ့အားတွေအကုန်လုံးတုံးခဲ့ရပါတယ်။ဒါပေမဲ့လည်းတစ်ချိန်တည်းမှာစေယုံမှာနောက်ထပ်လူမဲကိုဝင်တဲ့တယောက်ကလည်းလူမဲကလေးလေးမွေးနေပါသေးတယ်။သူတို့လူနာကရင်မော်ကိုလှည့်ပြီးတော့မလုံနိုင်တဲ့အချိန်မှာမတင်မထားတဲ့အရာဖြစ်လာခဲ့ပါတယ်။စေယုံကသူနာပြူကကောင်မလေးရဲ့အဖေရဲ့ညွှန်ကြားချက်အရတိတိလေးလူမဲကလေးလေးကိုလာခေါ်တာဖြစ်ပြီးတော့မှဘယ်ကလေးကကောင်မလေးရဲ့ကလေးလေးဆိုတာမသိတဲ့အတွက်ပဲသူနာပြူကကလေးနှစ်ယောက်စလုံးကိုယူသွားလိုက်တာပါ။ အဲဒီနောက်မှာတော့ရေစည်းတန်နေတဲ့မြေတစင်းစီကိုရောက်လာခဲ့ပြီးသူမကကလေးတွေကိုသူတို့ဘသာသူတို့ပဲရက်တီကြည့်ပြင်းပါစေဆိုပြီးတော့လှုပ်လိုက်ပါတယ်။အဲဒီအချိန်တခြားတစ်ဖက်မှာလည်းကောင်လေးဟာယုဒိရဲ့သူ့ရဲ့အကြောင်းတွေကိုပြန်ပြီးတော့မှတ်မိလာပါတော့တယ်။သူကသူနည်းသူဟန်တုံးပြီးတော့လေသမားကြီးကိုလက်စားချေဖို့တဲ့ဆုံးဖြတ်လိုက်တာဖြစ်ပြီးသူကသူ့အပြစ်ကင်းအောင်ကိုတက်တည်ပြပြီးတော့ကောင်မလေးကိုလည်းအဲဒီဒုက္ခပင်လယ်တွေကနေခေါ်ထုတ်ချင်တာပဲဖြစ်ပါတယ်။